အားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာတော့ဆွေမျိုးပိတ်တာများနဲ့ကျွန်တော်ဟူသောအကြောင်းအရာကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာမြန်မာနိုင်ငံအောက်ပိုင်းကမြို့လေးတစ်မြို့နာမည်ကမော်လမြိုင်ဖြစ်သည်မော်လမြိုင်မြို့ဤအောက်ထက်ကိုးနေသည်ထက်ကိုးတို့အိမ်ရှိလမ်းတစ်ဖက်မှာလက်ဖက်ဤဇံကြီးရှိသည်လမ်းတစ်ဖက်ထက်ကိုးဤအိမ်မျက်ဆောင်တို့မှာမိုးတိမ်ဆိုသည့်ပလတ်စတစ်ပစ္စည်းဆိုင်ရှိသည်အရင်တုန်းကအဲ့ဒီပလတ်စတစ်ပစ္စည်းဆိုင်လေးကဆောင်း၅ဆိုင်တစ်ဆိုင်ဖြစ်သည် ထခိုးငငယ်၃တန်း၄တန်းလောက်ကလေးကထူဆောင်ငါးဆိုင်လေးနဲ့ညားစွာရင်းနှီးခဲ့သည်ထခိုးကစာဖတ်ဝါသနာပါတော့အဲ့ဒီအငါးဆိုင်စာအုပ်ကနေကာတွန်းရုပ်ပြတိုင်ဝိထုစုံနောက်ဝိထုဘာသာပြန် စသည့်စာအုပ်များကိုငှားကဖတ်ခဲ့သည်ဒါအပြင်စာအုပ်ငါးဆိုင်ပိုင်းရှင်ဥမောင်ဤမိဆက်တွေပြင်တာကိုလည်းအားရင်အားတယ်တွားရောက်ကြည့်ရှုလေ့လာသည်ထခိုးအားသည့်အချိန်ဘာမှလုပ်เสียရမရှိပဲအဲ့ဒီစာအုပ်ငါးဆိုင်တို့သာသွားသည် အဲ့ဒီဆိုင်မှာစာအုပ်တွေကို ထိုင်ဖက်လျင်ဖက်ငှားမိစာအုပ်ဆိုရင်ငှားနဲ့ဥမောင်မိမဒေါ်မီမီနဲ့ပါရင်းနှီးကြောင်းဝင်နေသည်ဥမောင်မိမဒေါ်မီမီတွင်လည်းတမိတယောက်ရှိသည်ထခိုးညီရလက်နှင့်ရွယ်သူဖြစ်သည်ထခိုးရှစ်တန်းရောက်တော့စာတိတ်မဖက်ဖြစ်တော့တီဝီကိန်းကစားရာပူကြီးအာတန်လာခဲ့သည်ထခိုးတို့အိမ်နားမှာရှိတဲ့တောင်ကုန်းတောင်တန်းရောပေါကုန်းရှိတီဝီကိန်းဆိုင်သို့သွားရောက်ကစားသည်အဲ့ဒီစာအုပ်ငါးဆိုင်သို့ရံပန်ရံကတော့ရောက်ဖြစ်သည်ထခိုးကိုယ်တွင်ရောက်တော့ တောင်ပေါ်ရှိ TV ဂိမ်းဆိုင်တွင်ဂိမ်းကစားဖြစ်တော့ထခိုးတို့မြို့ရှိဓာဝယ်တရားရှိ TV ဂိမ်းဆိုင်နှင့်ဘီလီယက်ခုံတွဲဖွင့်တော်ဆိုင်တို့တွားရောက်ကစားဖြစ်ခဲ့သည်အဲ့ဒီစာအုပ်အငားဆိုင်တို့မတွားဖြစ်သလိုအဆက်အသွယ်လည်းပြတ်သွားတော့သည်ထခိုးတက္ကရုတက်တော့အဲ့ဒီဓဝယ်တရားဆိုင်မှာတငယ်ရင်းလေးနဲ့တက္ကရုတက်ဖြစ်ခဲ့သည်အဲ့ဒီအချိန်မှာမိုးရင်ဆိုသည့်စာအုပ်ငားဆိုင်ကနေပလတ်စတစ်ဆိုင်ကြီးတို့ပြောင်းလဲသွားပြီဖြစ်သည်2005 2006ခုနှစ် ထခိုးတကရုဒုတိယနှစ်တွင်ထခိုးမေမေကအဲ့ဒီဆိုင်ကနေဥမောင်ဤမိမဒေါ်မိမိထံရှိအိမ်ပစ္စည်းအချို့ကို ရောင်းချခဲ့သည်ဒေါ်မိမိကအဲ့ဒီချိန်က ပွဲစားလဲလုပ်နေသည်ထခိုးမေမေကဒေါ်မိမိကိုရောင်းချလိုက်သည့်ပစ္စည်းများထဲတွင်ရှေဟောင်ကျွန်းတကားကြီးတွေလည်းပါဝင်သည်ဒေါ်မိမိကလည်းသူတို့ဝယ်ထားသည့်မြေကွက်တွင်အိမ်ဆောင်နေသည်အဲ့ဒီအိမ်မှာတက်ရန် ရှေဟောင်ကျွန်းတကားတွေကိုဖြေဥသွားခဲ့သည်ထခိုးမေမေကအဲ့ဒီကျွန်းတကားကြီးတွေကို ိမ်မှာလည်းပုံနေမိတူတူပတ်စံလဲရရောင်းချရခြင်းဖြစ်သည်ဒေါ်မီမီက ရှေဟောင်းကျွန်းတကားတွေကိုသူတို့ပလတ်စစ်ဆိုင်နေတို့ယူသွားကထားခဲ့သည်အဲ့ဒီနေ့ညမှာပဲဟေးငါဒီမှာမင်းတို့ယူလာတဲ့ကျွန်းတကားတွေသူနေရာသူ ပြန်ထားလိုက်အဲ့ဒီကျွန်းတကားတွေမှာငါနေနေတာငါတို့အေးအေးချမ်းချမ်းနေနေတာမင်းတို့ကနှောက်ရက်ဖြစ်စီကြတယ်ပြန်မပို့ရင်ငါအကြောင်းမင်းတို့သိရမယ်ဟေ့ယူလာတဲ့ကျွန်းတကားတွေအခုပြန်ထားအခုပြန်ထားလိုက်ကြာလား ေါ်မင်းမီတို့တရုတ်ဘိုးကြီးတယောက်နဲ့အတူမိသားစုထင်မရသည့်တရုတ်မိသားစုကအိမ်မက်ထဲတွင်ပြောပြီးပျောက်ွယ်သွားသည်အဲ့ဒီအချိန်အိမ်ပြင်ဘက်မှာလမ်းပေါ်မှာခွေးဥတန်တွေဆူညံသွားသည်ဒေါ်မီမီအိမ်မက်ပဲလာဟုသဘောထားလိုက်သည်မနက်မိုးလင်းတော့ဒေါ်မီမီတို့မိသားစုနနက်စာစားပြီးတော့ညကမက်ခဲ့တဲ့အိမ်မက်မိသားစုတောင်းအောင်လို့မကြသည်ဟုသိလေသည်သို့တော့ဒေါ်မီမီလည်းအိမ်အလုပ်တွေလုပ်နေရင်ညကအိမ်မက်ကိုမိပြောက်သွားသည်အဲ့ဒီနေ့ညမှာလဲဒေါ်မီမီတို့အဲ့ဒီအိမ်မက်ကိုပဲ ထမှန်မတ်လေသည်အဲ့ဒီအိမ်မက်ကို၃ရက်ဆက်တိုက်မိသားစု၃ယောက်လုံးမတ်ကြသည်ဒေါ်မိမိလည်းသတိထားမိလာသည်ဒေါ်မိမိသမီးလည်းကြောက်ရွံ့၍အပြင်းပြားလေသည်အဲ့နောက်ဒေါ်မိမိလည်းဥမောင်နှင့်တိုင်ပင်ရလေသည်ဥမောင်နှင့်ဒေါ်မိမိသားစုဥမောင်နှင့်ဒေါ်မိမိတို့မိသားစုလည်းပြောဆိုတိုင်ပင်ကြပြီးအဲ့ဒီနေ့ကပဲအဲ့ဒီကျွန်းတကားတွေသူတို့ကိုးကွယ်တဲ့ဖုံချောင်းကို ပို့လိုက်ကြလေသည်ဥမောင်နှင့်ဒေါ်မိမိတို့လည်း သူတို့ကိုးကွယ်တဲ့ဘုံကျောင်းမှာကျောင်းနိုင်ဆရာကို အကျိုးအကြောင်းလျှောက်ထားလေသည်ကျောင်းနိုင်ဆရာတို့ညွန်ကြားချက်ဖြင့်ဥမောင်နှင့်ထုံမိမိတို့လည်းအဲ့ဒီကျွန်းတကားတွေကို အလူလောက်ခါရည်စက်ချအမြပေးဝေးလိုက်သည်အဲ့ဒီနေ့ညမှာတော့ထုံမိမိတို့မိသားစုလည်းအေးအေးချမ်းချမ်းအိတ်ဆက်ရလေသည်အိမ်မက်ထဲမှာလာသည့်တရုတ်အဘိုးကြီးနှင့်သူ၏မိသားစုလည်းအိမ်မက်မမတော့ပေအိမ်ပြင်ဘက်မှာခွေးဥတန်လည်းမကြားတော့ပေအဲ့ဒီအကြောင်းအရာတွေကိုထက်ခိုးတို့ကိုပြန်ပြောပြချင်းတော့လဲ ထခိုးဤအဖေကမယုံရင်ပြဿနာဖြစ်နိုင်တာကြောင့်ပြန်မပြောပြခဲ့ပြီတနေ့ထခိုးဤညီမကဆယ်ရက်ရောက်နေပြီဖြစ်၏အိမ်ရင်ဝိုင်းကျူရှင်တင်ရမည်ဖြစ်သည်ဒါကြောင့်ထခိုးမိမိကဒေါ်မမီတို့ဆိုင်ထံကိုယ်တွေတောက်ဝဲခဲ့သည်အဲ့ဒီတော့စကားဆက်မိပြီးအမပါလားဘာယူမလဲကြည့်လေအမဒေါ်မီမီကသူ့ဆိုင်ရောက်လာမိထခိုးမိမိကိုဘာယူမလဲဟုမေးမြန်းနေသည်ပလတ်စတစ်ထိုင်ကိုလိုချင်လို့ကြည့်ကြည့်လေအမထခိုးမိမိက ူလိုချင်တာကိုပြောပြပြီးဆိုင်ထဲတွင်လျှောက်ကြည့်ဒီထိုင်ကုန်လေဆိုရမလားအမဘယ်နှလုံးယူမလဲဒေါ်မိမိကလည်းထခိုးမိမိယူမိထိုင်ကုန်ကိုကြည့်၍စေနှုံပြောကမေးလေသည် အမကသမီးကြည့်ရှင်အတွက်ဆိုတော့ဆယ်ယောက်လုံးယူမလားလို့ညီမထခိုးအမေကထိုင်ကုန်ဆယ်လုံးလောက်ယူမိဟုပြော၍ဒေါ်မိမိကလည်းအမကိုတော်ကြော်ကြတယ်အိမ်ကိုပူပူလိုက်မယ်လေအမကြသည့်ငွေကိုတွက်၍ထခိုးမိကပြောလေသည်အဲ့နောက်ဒါနဲ့အမကိုပြောရအောင်မယ်ညီမအမစီကဝယ်သွားတဲ့ကျွန်းတကားတွေ ဘာဖြစ်လို့လဲညီမဓကုမိမိကပြန်မေးလေတော့အဲ့ဒီဝယ်သွားတဲ့ညမှာပဲအိမ်မက်ထဲမှာတရုတ်ဘိုးကြီးတယောက်နဲ့မိသားစုလို့ထင်ရတဲ့တရုတ်မိသားစုကအဲ့ဒီကျွန်းတကားတွေကိုသူ့နေရာသူပြန်ထားဖို့ပြောတယ်အဲ့ဒီကျွန်းတကားတွေကိုသူ့စိတ်တိုင်းကျပြစ်လုထားတာတဲ့အဲ့ဒီကျွန်းတကားတွေမှာသူတို့အေးအေးချမ်းချမ်းနေနေတာကိုကျမတို့ကနှောက်ရက်ဖြစ်စီကြတယ်တဲ့မထိုင်းရင်သူတို့အကြောင်းမသိရမယ်လို့လာလာပြီးပြောတာအမဒေါ်မီမီကတခုမိမိကိုအကြောင်းစုံပြောပြလေသည်တခုမိမိကလည်းဟင်းဟုတ်လား အဲ့တော့ညီမတို့ဘယ်လိုလုပ်လိုက်ကြလဲခုပြန်မေးလေသည်ညီမတို့ကိုးကွယ်တဲ့ဘုံကြီးเจ้าမှာအဲ့ဒီကျွန်းတကားတွေကိုပို့လိုက်တာနောက်မှာတော့အဲ့ဒီเจ้าတိုင်းနဲ့တိုင်ပင်ပြီးအလူလုပ်ပြီးရေစက်ချအမြဝေလိုက်တာပေါ့ညီမသမီးကကြောက်လန့်ပြီးဖျားသွားတော့ညီမတို့လည်းပို့ပြီးဆွေရင်သွားတာပေါ့အဲ့ဒီကျွန်းတကားတွေကအခုဘုံကြီးเจ้าမှာပဲထားထားရတာညီမကအဲ့ဒီเจ้าကိုအမကိုလာပြောချင်းပေမဲ့အမယောက်ျားမယုံရင်ပြဿနာဖြစ်မှာကြောက်လို့ဒါမှပြောတာအမဒေါ်မီမီကထခိုးတို့အမေမီကိုသူတို့လုံလောက်ရတဲ့အကြောင်းကို ပြန်ပြောင်းပြောပြသည်ဟုတ်လားညီမအမယောက်ျားရဲ့အဖေကလည်းအဲ့ဒီကျွန်းတကားတွေသူစိတ်တိုင်းကြလှုပ်ထားတာဒီအဲ့ဒီအကြောင်းကိုအမယောက်ျားပြန်ပြောလဲရမလားဟုထခိုးအမေကမေးလေတော့ထမီမီကအကြောက်ကန်ငင်းကဟာဟာပြန်တော့မပြောပါနဲ့အမအမတည်ရင်ပဲလုံလောက်ပါပြီဟုပြန်ပြောလေသည်ဒါဆိုအမပြန်တော့မယ်နော်ညီမဟုထခိုးမေကနှုတ်ဆက်လေတော့ဟုတ်ကဲ့အမခုံတွေတဲ့အိမ်ကိုပို့ပေးလိုက်မယ်ဒေါမီမီကပြန်ပြောလေသည်ဒေါမီမီထံမှထခိုးမေမေပြန်လာသည့်အကြောင်းစုံကို ထခိုးတို့ကိုပြန်ပြောပြလေသည်အဲ့ဒီတော့မှထခိုးမိကပြောပြရင်အဲ့ဒီဂျုံတကားတွေကိုထခိုးတို့ရဲ့အဖိုးသူ့စိတ်တိုင်းကျလှုပ်ထားတာဖြစ်ကြောင်းဒါကြောင့်ဓမီမီပြောတော့တယောက်ဘိုးကြီးမှာအဘိုးဖြစ်နိုင်ကြောင်းအဲ့ဒီဂျုံတကားတွေကိုထခိုးတို့အိမ်မှာအဘိုးတည်ကလေးကရှိနေခဲ့တာဖြစ်ကြောင်းသိရလေသည်အဲ့ဒီအကြောင်းကိုထခိုးတို့ကအဖေကိုပြောပြတော့လေအဖေကမယုံကြည်ဘူးဒါကြောင့်အဘိုးတို့ကို အလူတန်းလောက်ကအမြပေးရခြင်းဖြစ်သည် ထကူတို့ကတော့ထင်သည်အဘိုးတို့သည်သူတို့စစ်တမ်းကြပြုတ်ထားသော ကျွန်တော်ကားကြီးတွေမှာဆောင်းနေရတဲ့ပိတ်တာတွေဖြစ်နေခြင်းဖြစ်သည်လူဆိုတာဒီကနီးရင်သူတို့စိတ်ဆွဲလန်းရနေရမှာဖြစ်ရတာဟုဗုဒ္ဓမြတ်စွာဘုရားကဟောပြထားခဲ့သည်ဒါကြောင့်ရှေးပညာရှိတွေကလူတွေဒီကနီးမှာသူတို့ပြုခဲ့ဘူးသည်ကုသိုလ်တရားတွေသူတို့အာယုန်ထဲမှာပြန်အမှတ်ရစေရန်တရားကိုဖွင့်ခြင်းတရားစာရွတ်ဖတ်ခြင်းတရားဓမ္မအကြောင်းပြောပြခြင်းတို့ကို လုပ်ပြရသည်ဒါမှဒီကနေ့လူမှာအတိဖြောင့်ရကောင်းရာဒုက္ခရီတို့လာရသည်ဟု ပြောပြကြသည်ထခိုးအဘိုးကလည်းဒီကနေ့တွင် သူစိတ်ဆွဲလန်းနေတတ်နေသော ကျွန်တော်ကားတွေကိုစောင့်နေဒီမှာထခိုးတသက် နှစ်ပေါင်း30ကျော်ကြာနေပြီဖြစ်သည်ဥမာ၏မိမဒုံမီမီကထခိုးတို့ထံမှ ကျွန်တော်ကားတွေဝယ်တဲ့အခါအဘိုးကသူတို့နေသောနေရာကိုဖျက်ဆီးသည်ဟုဆိုပါအမှတ်ပေးပြန်ထားကန်းကြီးဖြစ်မည် တော်မိမိတို့အလူလောက်ကအမြတမ်းပွေးပွေးတော်အဘိုးတို့ရကြမီလားတကူတို့ဤအိမ်မှာအဘိုးတို့ယခုထက်တိုင် ရှိနေသေးလားဆိုတော့တကူတို့လည်းမသိနိုင်ပြီဒါပေမဲ့တကူနဲ့မိမိတို့ကတော့ပရိစိတ်ပြီးတိုင်းအဘိုးတို့အားရည်စူးရဲ့အမြတမ်းပွေးဝေခဲ့သည်ကြာပြီဖြစ်သည် တနေ့ကပဲတကူမိမိကဗိဓမာသင်္นานသွားရင်စီမူเจ้าနဲ့အဝိရှော့ဇက်နှလုံးကိုလှူ၍အဘိုးတို့အားရည်စူးရဲ့ မြန်တမ်းပေးဝေခဲ့သည်တာဖြစ်သည်အချိန်နေကြာညောင်းခဲ့ပြီဓမီနောက်ဆုံးပြောချက်မှာထိုကျွန်းတကားတွေကိုအဲ့ဒီဘုံကြီးကျောင်းမှာပဲယခုတိုင်ရှိနေသေးဖြစ်သည်ထခိုးနဲ့အမေကတော့ယခုတက်တိုင်ဖျားရှိကိုပရိစိတ်ပြီးကျွန်းတကားမှာနေတော့အဘိုးပိတ်တာတို့နဲ့အမြန်တမ်းပေးဝေလေးရရှိသည်အဘိုးပိတ်တာတို့သည်လည်းဘယ်ပုံဘဝရောက်နေသည်မသိရကျွန်းတကားတွေမှာနေကြသည့်အဘိုးပိတ်တာတို့လည်းထခိုးတို့အမြန်တမ်းပေးဝေတာကိုအများရကြ၏အေဂျင်တော်ဘဝကိုပိုင်ဆိုင်ပါစေလို့ တခုယုတ်ဘုဒ္ဓတံဆူတောင်းမြတ်တာပို့တလေရှိပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ